မင်္ဂလာပါတောက်သမီးတို့ရေဒီချေကတော့ Grade 7မြန်မာစာကိုသင်ကြားပေးမယ့်ဒီချေဧကရီ ဖြစ်ပါတယ်။အခုသင်ကြားပေးမယ့်သင်ခန်းစာကောင်းစဉ်လေးကတော့သင်ခန်းစာ8တို့တော်ရွာလွမ်းချင်းကပြပဲဖြစ်ပါတယ်။သားတို့သမီးတို့ရေ အခုတင်ကြမယ့်ကဗျာလေးကတော့လွမ်းချင်းကဗျာအမျိုးအစားဖြစ်ပါတယ်။လွမ်းချင်းကဗျာဟာ19ရာစုမှာစတင် ပေါ်ပေါက်လာခဲ့ပြီးရောကြည်နူးစရာ၊နှစ်သက်စရာများပျော်ရွှင်စရာ လွမ်းစရာတွေကိုအဓိကရေးဖွဲ့ထားတဲ့ကဗျာမျိုးပဲဖြစ်ပါတယ်။စာဆိုဦးကြီးရဲ့ကဗျာများတွင်လည်းဒီအကြောင်းအရာလေးတွေကိုဟာတာနော်ပြီးနှစ်သက်ကြည်နူးပွဲဖြစ်အောင်ရေးဖွဲ့လေးရှိပါတယ်။ ူ့ရဲ့ထူးခြားချက်ကလေးကတော့စာတပိုက်အစုံမှာလေးထည့်ပြီးရေးဖွဲ့လေးရှိတယ်ကွ။ဒါဆိုရင်တော့တီချဲရူဟာကြပြလေးကိုမဖတ်ခင်မှာခက်စစ်အသေးပဲလေးတွေကိုအရင်ဆုံးကြည့်လိုက်ကြရအောင်နော်။တိကြဖူတပေမှာထွက်ပြူစာအဖူနှစ်ချင်ပေါင်နီအယိုးတန်နီတော့ချင်ပေါင်တမျိုး၃ခုံဖုံးထိတ် အခုံမခွာပဲထဲ့ချက်သည်လေးညင့်တွင်ညအချင်းငါတို့ခွင်တို့ရွာဝင်းကျင်တို့နေရဒေတာတခွင်6တင်းထိန်ချုံရန်ကာရန်ချုပ်ထားသောအချင်းခုနှစ်တစ်စင်တမျိုးတဖုံ7နေစာပြုတ်နေအောင်ကြီးပေါ်ထွက်စအချင်း ကိုပလွေကျော်ကျော်ပလွေဘေးတိုက်မှုရတော့ပလွေရှိတစဲပဇွန်လုံးလဲကွင်းရေတိမ်ကန်းဆက်တွင်တွင်းဖြစ်နေလေးရှိတော့ကနန်းတမျိုးစတိပင်ရန်ပင်အမြင်စနစ်ဖိန်ကိုခန္ဓာလေးလံထိုင်မိုင်းသည်စတုံးဖြော်ဖြော်ပြေသည် ရွှင်လန်းအောင်ပြုသည်ပျော်ရွှင်အောင်ပြုသည်ဆလေးမိုးအကာအမိုးအကာစငါမင်းပုံမင်းဆိုးရာစာကဲ့သို့ဆချောက်မိန်မျက်စိမိတ်လျက်ငြိမ်သက်စွာနေသည်ကဲအခုခက်စစ်အသေးပဲလေးတွေလည်းဖတ်ကြည့်ပြီးပြီဆိုတော့တီချယ်နဲ့အတူတူကြပြလေးကိုရွတ်ဆိုကြည့်ကြရအောင်နော် တို့တော်ရွာပျော်ပုံကတက်တက်နဲ့ငယ်ချစ်ကယ်လိုက်ခဲ့တော့အကြိုက်ကတဲ့တို့တော်ရွာမှာမိုးအကာပင်ရန်ချက်စီကခန်းရွက်နှင့်စင်သည့်အိမ်ခြုံတင်းထိန်နွားရီခင်းလို့ညင်တွင်းပလွေကျော်နှင့်ဖြော်ပမယ်လီကြိုက်ဖူးငယ်ညွန့်စီချမောင်နီကို ရာသီတလေပဇွန်လုံးခွန်ဖုံးထေလိုတောလင်ငယ်တစင်လေကျွက်ကင်နှင့်ဒိုးခွင်ဖယုံအချိုချက်ဟင်းဖတ်ဆောင်လှမင်းပုံထေထေနေစာပြုတ်အကို့ကိုတဲပမင်းစောင်းနေဝင်ဒီချိန်ကိုရစ်စည်းစိန်အစီဖိန်လို့မှိန်စေမယ်လီ အခုဒီချေရွဆိုခဲ့တဲ့ကြပြားလေးကို19ရာစုမှာစာဆိုဦးကြီးကရေးဖွဲ့ခဲ့ခြင်းပဲဖြစ်ပါတယ်။ဒါဆို အခုဒီချေကကြပြားရဲ့ဆိုလွန်ရင်အသေးပဲလေးကို ရှင်းပြပေးမယ်နော်။ပျော်စရာကောင်းသောနှမလေးတို့ရွာကိုလိုက်ခဲ့ဖို့မောင်ကြီးကို ဖိတ်ခေါ်ပါတယ်။ထန်းရွက်မိုးပြီးထန်းရွက်ကာထားတဲ့နှမလေးတို့အိမ်မှာနွားတရီနဲ့လှုပ်ထားသော အထယ်ကို အကအဖြစ်၎င်း ခြုံဆောင်အဖြစ်၎င်းအသုံးပြုပါれညအခါမှာပလွေလေးမှုတ်ပြီးตาရသော ပလွေတန်လေးဖြင့်ဧည့်ခံပေးပါမယ်ပဇွန်လုံးကို အခုံမခွာပဲချင်မောင်ညွန့်ကလေးများအုပ်ထားတော်ဟင်အစီများ ပြေးဝစွာဝါဖြိုးနေသောလေကျွက်ကိုကင်ထားတော်ဟင်ဖယုံသည်ဟင်အချိုချက်များဖြင့်တဲ့ခင်းဧည့်ခံကျွေးမွေးပါမယ် နေမမြင့်မီအချိန်မနက်ပိုင်းမှာနှမလေးချက်ကျွေးသော စားကောင်းတောက်ဖွဲရများကို မိန်ရှက်စွာစားပြီးစီးစိန်အပြည့်နဲ့ဇိန်ရှိရှိမိန်စေလိုပါရဲ့မောင်ကြီးရှင်ဟုဒိဗေရပါရဲ့ကွယ်ဒီကပြလေးရဲ့အဓိကချက်ကလေးတွေကတော့မိမပြိုလေးဟာချစ်သူမောင်အားနှစ်သက်ပျော်ရွှင်စရာပေါ်လာတယ်မိမိရဲ့ရွာကိုဖိတ်ခေါ်နေပါတယ်သူရဲ့အိမ်ဟာ ခန်းရွက်မိုးကပြီးအိယာတွင် နွားတရေကိုခင်းကတင်းထိန်ကိုခြုံနေမိမပြိုလေးဟာချစ်သူမောင်အားချစ်မောင်နီးပဇွန်လုံးလဲကြွက်ကင်းဖယုံသည်အချိုချက်စသည့်ဟင်းမျိုးစုံဖြင့်ကြွေးပါမည်နေမမြင့်မီအချိန်တွင် နနတ်စာအဖြစ်မောင်ကြီးကို မြိန်ရှက်စွာ စားစေလိုသောကြောင့်ဟင်းလျာများစွာဖြင့်တဲ့ခင်းကြွေးပါမည် နှမလေးဤစားကောင်းတောက်ဖွဲ့များကို အဝစား၍မောင်ကြီးကိုဇိန်ရှိရှိမိန်စေပါမည်။ကဲဒါဆိုရင်တော့အခုဒီချဲတင် जा ပေးခဲ့တဲ့တင်ငန်းစာရှေတို့တော်ရွာလွမ်းချင်းကပြာကိုသားတို့သမီးတို့နားလည်မယ်လို့ဒီချဲယုံကြည်ပါတယ်။ဒီချဲရဲ့တင်ငန်းစာလေးကိုဒီမာရင်ရက်နာပါမယ်။နောက်စာသင်ချက်လေးမှာ ပြန်တွေ့ကြရအောင်နော်။